အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့အကောင့်လေးရနေကြိုဆိုလိုက်ပါရစေဒီနေ့မှဆိုလို့ရှိရင်ကျွန်တော်ကဒါလက်မြို့မှာရှိရဲစထာဘုဒ္ဓာနေတော်ပြီးတော့စထာစီရဲ့ခီးစဉ်လေးကိုကျွန်တော်ရဲ့တဲ့ညီမလေးကိုလိုက်ဖို့ပြဖြစ်ခဲ့ပါတယ်ဒီစထာလေးကိုစီမဲ့ဆိုလို့ရှိရင်အထူးတတိထားမှာတော့စထာဘုဒ္ဓာကိုတော်ပြီးတော့စထာချိန်နေတွားရောက်ဆောင်စမ်းဖို့လိုပါတယ်စထာလက်မှတ်ဖြတ်ဖို့အတွက် VNN တောင်းနှစ်သိန်းနဲ့၃တောင်းကြာတင်ပါတယ်လူတူအတွက်ကို 2300ပေးပြီးလို့ရှိရင်အသွားပြန်လက်မှတ်ကအရှင်းပြီးသားဖြစ်ပါပြီ။ယထာလက်မှတ်ဖြတ်ပြီးဆိုတာနဲ့ကျွန်တော်တို့အဲယထာဘူတာတွေကိုဝင်ခွင့် free နဲ့ဝင်လို့ရပါတယ်။ဝင်ကြေးထပ်ပြီးစရာမလိုတော့ပါဘူးခင်ဗျာ။ဒါကတော့ကျွန်တော်တို့ယထာစီးဖို့ယထာဖို့တက်ဖို့စောင့်နေတဲ့နေရာလေးဖြစ်ပါတယ်။ကြထားဖို့မှရောက်လို့ရှိလို့ရှင်ထိုင်ကုန်နံပါတ်၄နဲ့ကိုယ့်ရဲ့လက်မှတ်လေးမှာထိုင်ကုန်နံပါတ်၄ကြည့်ပြီးတော့ထိုင်ကုန်လိုက်ရှာပြီးတော့မိမိရဲ့ထိုင်ကုန်မှာဝင်ရောက်ထိုင်လို့ရပါတယ်။ ယထာဆိုလို့ရှိရင်ကျွန်တော်တို့ခီးသွွားတွေနဲ့ပြည့်နှက်နေပါတယ်ယထာပုံမှာဆိုလို့ရှိရင်တရုတ်တွေကိုရီးယားတွေပါပါတယ်ယထာပုံမှာအခုလိုမျိုးဖြုတ်ပြမှုလေးတွေလည်းပါပါတယ်အရန်နောက်ထောင်လို့ကောင်းပါတယ်နားဆင်ကြပါ ကဲ့ပါအခုအခုလိုမျိုးချက်ထားပေါ်မှာဖြည့်ပြမှုလေးတွေလည်းပါပြီးတော့ချက်ထားပေါ်မှာဒီတန်နေရပေါ့နော်ချက်ထားချက်ထားလမ်းပီးလေးတွေမှာစိုက်ခင်းလေးတွေမြင်ရမှာဖြစ်ပါတယ်ဒီချက်ထားကြီးကိုအဆုံးထိစီးသွားတယ်ဆိုလို့ရှိရင်ချက်ထားအဆုံးမှာကျွန်တော်တို့ရဲ့တမိုင်းဝင်ဖရားကြီးရဲ့ရှိပါတယ်ဒါလက်ကနေကျွန်တော်ပြောပြောနေတဲ့ရှီဟောင်းဖရားကြီးပါကျွေကနုတ်တွေနဲ့ခံညာလာတဲ့ဖရားကြီးတွေဖူးလို့ရပါတယ်ဒါပေမဲ့ယထာကမိနစ်30ပဲစောင့်ပြီးပါတယ် ်မိနစ်30ခန့်ပြည့်လို့ရှိရင်ကျွန်တော်တို့ဒီဘက်ဘူတာကိုပြန်လာရတာဖြစ်ပါတယ်ခင်ဗျာအားလုံးကျမချမ်းသာကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ